မင်္ဂလာပါခင်ဗျာဆရာနေမျိုးရဲ့ဖေးစိတ်ကလေးတွေဆိုတဲ့အစီအကလေးကိုဖတ်ပြပေးကြပါတယ်နားဆင်ပေးကြပါအောင်ခင်ဗျာဖေးစိတ်ကလေးတွေကြောက်ပြရင်ယုံနိုင်စရာမရှိမင်းညပိုင်းကအိမ်ပြန်ရောက်တော့အသင့်ဝေယူထားတဲ့ပေကိုပြုတ်စားလိုက်တယ်ပေကိုလည်းရေထည့်ပြီးရုပ်တံကလွင့်နေတဲ့ဇလန်းတွဲကိုကြည့်နေမိတယ်ဒုံကြီးဇလန်းတွဲအဲ့ဒီမှာကျွန်တော် ပြောနေတာက ဒေဦးတဲကပဲစီတွေအကြောင်းဖြစ်တယ်။အတုံးကြီးဒီမင်းကြီးပကုံးတက်မှကြော်နှင်းကတစ်ဖက်ကိုကြော်ထွက်သွားလိမ့်ပြီ။ဇလန်တွေလည်းပြေးလိမ့်ပြီ။တခြားအစီအစဉ်တွေလာနေပြီ။ဒေဦးတဲမှရေခမ်းလိုက်ရေထက်ထဲလိုက်နဲ့ပြုတ်နေလိုက်တာငါးချိန်လောက်ရှိပါပြီ။ဒေဦးတဲကပေးရမနဲ့နိုင်။ခက်တော့ခက်နေပြီ။ညဆယ်နာရီကျော်ပြီ။ကုတီပေးကမနဲ့သေးဘူး။ကျွန်တော်ရေကန်ကိုသွားပြီးရေထပလောင်းခက်ယူလိမ့်။ပေဦးတဲထဲ ဖဲဝနာကထိုင်ကုန်မှာထိုင်ရင်ခုလိုစဉ်းစားမိပါတော့ရဲ့။ဦးစွာဦးအောင်ရဲ့ကြံစာသားကိုအမှတ်ရ။ဦးအောင်ကသူ့ကြံတပုတ်ထဲမှာဒီလိုရေးဒီပုတ်ထဲမှာဒီပင်းလေးရှိနေတာဘိုးတော်ပြန်လက်ထက်ကလေးကလားတဲ့။ဖဲဝကတပတ်ဝန်းကျင်စံကိုချားနေရ။ပဲလေးတိတ်ကြနေခဲ့လို့ထင်ပါရဲ့။ကျွန်တော်ပဲဦးကိုဖွင့်ဇုံးနဲ့ကော်ယူပြီးမြည်ကြည့်တယ်။တိတ်မဆိုးတော့ညလေး၁၂နာရီထိုးတော့မယ်။ ပင်ဝင်ရခြေကိုခန်းအောင်ပြုတ်လိုက်တယ်။ဒီပေအကြောင်းစဉ်းစားရင်တိတ်ကိုဟောင်းနဲ့ပဲစိတ်တွေဖြစ်နေမှာလို့မှတ်ချက်ပြုမိတယ်။တခါတော့အီဂျစ်နိုင်ငံကပီတပစ်တွေကိုတူးဖော်ကြသူတွေကရုပ်လောင်းတွေကိုတူးဖော်ရင်ရုပ်လောင်းတွေနဲ့အတူတစ်စိတ်တွေတွေ့ရှိရအောင်ကျွန်တော်ဖတ်ဘူးတယ်။ထူးဆန်းတာကနှစ်တွေကြာမင်းခဲ့ပြီဖြစ်တဲ့အဲ့ဒီတစ်စိတ်တွေကိုပညာရှင်တွေကလေ့လာပြီးစိုက်ပျိုးနိုင်တယ်လို့ဆိုကြတယ်ဖြစ်တယ်။အင်းကျွန်တော်ပေတွေရောဘလောက်တောင်ကြာမင်းခဲ့ပြီပါလဲ။ မ္ဘာတစ်ပုတ်ထဲမှာကျွန်တော်ဒီလိုရေးဘူးလေဒုတိယကောင်မစစ်လက်ကျန်ဝီစကီပလင်းကြီးလို့ခုလဲဒီပင်းလေးကိုကြည့်ရင်ဒုတိယကောင်မစစ်အတွင်းကပဲစေးပြီဖြစ်ချင်းဖြစ်နေမှာလို့တွေးမိမိမိကိုယ်ကိုပြောမြေတင်ဆက်မှုဆန်ဆန်စဉ်းစားကြည့်နေမှာပဲအဲ့မှာကျွန်တော်ပြောနေတာကိုဥတီမိပါပြီအဲ့ဒါကကဗျာတစ်ပုတ်ရေးပြပုံပါပဲဒါကိုကျွန်တော်ပြောပြပါမယ်ကဗျာကိုကျွန်တော်ဖတ်ပြပါမယ်ရှုစားကြည့်ပါ ဒုတိယကမ္ဘာစစ်အတွင်းကဘဲစေးသူဒုတိယကမ္ဘာစစ်အတွင်းကအဖြစ်ပြက်တစ်ခုပါနှစ်တွေကြာမြင့်ခဲ့ပြီမို့မှတ်မိသိရှိသူတွေမရှိတော့တော့ပါပဲစစ်မြေပြင်စီဥတီမောင်းနေနေတဲ့ရိတ်ခါရင်တန်းကကြီးနေဖို့ပေါ့လူသူမရှိတဲ့လောက်တိတ်ဆိတ်နေတဲ့ရွာကလေးကိုဖျက်တမ်းတယ်အဲ့ဒီချိန်ရိတ်ခါနေတရက်ကားစီဘိန်းပေါက်ပြီးထိုးရက်သွားတယ်ကားဝမင်းမင်းတို့တို့နဲ့စစ်သားကြီးတယောက်ဆင်းလာပြီး ဘင်းကိုခြေထောက်နဲ့ကန်လိုက်အဲ့ဒီချိန်တုံချီချီအဖွားအိုတယောက်သူမြင်လိုက်တယ်အဖွားအိုဟာစစ်ကြောင်စွန့်ခွာထွက်ပြေးသွားသူတွေနောက်လိုက်ပါမသွားပဲရွာထဲမှာကြံရစ်နေသူပါစစ်သားကြီးကရေဘူးကိုမော့လိုက်ရင်အဖွားအိုမေးအဖွားအိုကစစ်သားကြီးရဲ့စကားကိုနားမလည်နောက်တော့ကျွန်တော်တို့နေ့ကရှင်ရန်လက်ဟန်နေစကားပြောကြတယ် အဖွားဝါသူပါဇက်ကိုဟားပြီးလက်လိုက်ကလက်ဝါးကိုခါပြပြီးအဝေးကအိမ်ကလေးကိုလက်ညှိုးထိုးပြရဲမဲမဲတုတ်တုတ်စစ်သားကြီးဟာလွယ်ထားတဲ့တနက်ကိုနေရာနဲ့နဲ့ပြင်လိုက်ပြီးတော့ထရက်ကားပေါ်ကအိမ်ငယ်တစ်ခုကိုဆွဲယူလိုက်ပါတယ်ဒါဒုတိယကမ္ဘာစစ်အတွင်းကပဲစည်တွေထည့်ထားတဲ့အိမ်ငယ်တစ်ခုပါပဲစစ်သားကြီးဟာအဖွားဝါကိုအဲ့ဒီပဲစည်တွေပေးပြီးလက်ခံပြတယ် ပြီးတော့သူ့ကားမင်းကိုဖြုတ်လေတော့ရေကရင်နဲ့ခဝေးဝေးကိုမောင်းနေရောက်ရှိသွားပါပြီအဲ့နေရာမှာထရက်ကာသုံးစီးရက်လို့နေ့တွေကြာမင်းငယ်ယူဖို့အဖောင်းကိုရှိသေးသလားမရှိတော့ဘူးလားလို့ဘယ်သူမှမပြောနိုင်ကြတော့ပါဘူးခုတော့ဒုတိယကဘာစစ်ကြီးလေးပြီးဆုံးသွားပြီပါပြီရေကတဲ့ထရက်ကာဘိန်းပေါင်းလို့ရက်ထားတဲ့နေရာမှာလူသူကင်းစိတ်တဲ့ရွာခုတော့အောင်မြင်ပြထွန်းတဲ့ပဲဆိုင်ခင်းတွေနဲ့တင်းတဲ့အထက်ကောင်းတဲ့ရွာလေး စကားဆိုတဲ့ရဲတဲ့ခလေးငိုတဲ့ခွေးအောင်တဲ့မောင်ထောင်းတဲ့တချင်းဆိုတဲ့စူညံလို့ဒုတိယဘဝစေအတွင်းကပဲစီတွေအကြောင်းပြန်ပြောင်းပြောပြနိုင်သူများရှိလေအောင်မလားဘယ်တော့မှမစူပဲစီတွေဟာလူသားရဲ့စိတ်ပိုင်းတာဖြစ်တယ်ဒီကဗျာကိုရေးပြီးတော့အကျန်းနေပေါ့လေအဲ့တော့နောက်တစ်ခါဖက်တချို့နေရာနည်းနည်းပါးပါးလောက်ပဲပြင်ပြီးအတီးပြုတ်လိုက်တယ်အဲ့ဒီအချိန်မှာကျွန်တော်တတိယရမိတာအနေစောစောအင်ရှိကိုဖြတ်သွားတယ်ပဲပြောဆိုတဲ့ ပဲတဲ့ကောင်းမလေးအတန်ပါပဲညနာဝိုင်းဝိုင်းအသားကန့်ညွန်ယူတနခါဘဘနဲ့ချစ်ခင်စရာမြမကလေးတယောက်လိုပါပဲကျွန်တော်နဲ့နဲ့ဆောင်သူစီကဝယ်ယူခဲ့မှုတာပေါ့လေကျွန်တော်ကိုယ်တိုင်ကမနူးမနဲ့ပဲစီကလေးတစ်စီဖြစ်နေပြီလားဒီလိုဆိုရင်ဖြစ်အခုရင်းသားဖော်ပြချက်တွေဟာမနူးမနဲ့ပဲစီကလေးတစ်စီရဲ့အတွေ့များပါပဲပဲစီကလေးကပေးတဲ့ကြံရတဲ့ပုတ်ပါပဲကျွန်တော်ကမန္တလေးနန်းတော်ရှိကပကြီးဘဘူးเจ้าမှာတုံးနေတာနဲ့နဲ့စောစောပဲဟင်းနဲ့ထမင်းစားခဲ့ရပုံနေလေ အမှတ်ရဝယ်ပါပဲပြီးတော့ကျွန်တော်တို့ကြောင်တာဘွားကဖြစ်စားခဲ့တဲ့ပဲပုတ်တယ်မထားဆိုတဲ့လွတ်မှုရဲ့တခြင်းကိုလေကြောင်းအောင်မိပြန်တယ်ပင်လေးကဆင်းလိုက်တာပြောစရာမရှိဘူးညအခါလတာတာကိုတော့တုံးတယ်လေပုံးကမြူဖို့သူတို့ဦးမင်းနဲ့လူဦးမင်းတို့စာဆိုခဲ့ပုံကိုကျွန်တော်တတိယမိပြန်ပါတယ်စင်းရဲသားတို့ရက်ကွက်မှာကျွန်တော်မွေးမိမရှိတဲ့ကဲလေးကကျွန်တော်အိမ်မှာပန်းရောင်းရင်းနဲ့ကြောင်တက်ရသူမဟုတ် တထေးသားများကျွန်တော်မပေါင်းပါခင်ဗျာကျောင်းကနေကဘဲပုတ်တင်မှထားမျက်စိဆက်လို့အိမ်ငယ်ခါကျောင်းကိုလာကုလမွေအိမ်လို့တည်ဆူခဲ့တဲ့တချင်းလေးကျွန်တော်တို့အားလုံးအတင်းလုံးနဲ့ထိလာမြည်တဲ့တချင်းပါလေခလေးတွေနှကန်းကိုထမရေတုတ်ပြီးလမ်းလျှောက်ချခဲ့တဲ့ပဲကြီးကလေးတွေတိုင်းအဝေးကြီးတွေလိုက်သွားရတဲ့ပုံမြင်တွေကျွန်တော်ငယ်စဉ်ကနားထောင်ခဲ့ဦးတယ်ပဲကြီးကလေးတွေတိုင်းလိုက်သွားရင် ကျွန်တော်ဘယ်ဝေရောက်မှလဲ မဟုတ်ကြကလည်းတညက်နေကျွန်တော်ခံဘေးဘေးထဲမှာအောက်ဘက်ကိုကြည့်လိုက်တော့ဖေးစိကလေးတွေအပင်ပေါက်နေတာကိုတွေ့ခဲ့ရဘူးလေဖေးစိအဖင်ကလေးတွေမို့ကျွန်တော်လွှင့်ပြခဲ့တာဒါပေမဲ့မိုးငွေရေငွေရတော့သူတို့ကအပင်ပေါက်လာကြတယ်ဖေးစိကလေးတွေကိုအကြာကြီးတင်းစီထားသူတယောက်တော့ရှင့်နေပြီထင်တယ်မနှုတ်နဲ့ဖေးစိတွေကိုတော့ကျွန်တော်ကိုယ်တိုင်ပိုင်ဆိုင်ထားနိုင်ခဲ့ပြီခမည်းအားလက်တဲ့ကဒုတိယကမ္ဘာစစ်အတွင်းကဖေးစိတွေအကြောင်းအတူတကွာစဉ်းစားကြည့်ကြမလား မိမိကိုယ်ကိုဖြောပြတင်ဆက်မှုတစ်ခုပါပဲ။ဒါပေမဲ့အဲ့ဒါကမနှူးမနှက်ဖြစ်နေတဲ့ပဲစိတ်တွေမဟုတ်လား။ပဲစိတ်လေးတွေအကြောင်းစလုံးပေါင်းကြည့်ခဲ့တာ။ဒီလင်းလေးပန်းကြာနေမှာ2018ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့ကပေါ်ပြပါရှိခဲ့တဲ့ဆန်နေမျိုးရဲ့အစည်းအဝေးကိုဖန်ပြပေးခဲ့ခြင်းဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။